ဗီဒီယိုရေးမှကြိုးစားပါတယ်ကျွန်တော်မနှောပြီးဆရာမင်္ဂလာပါကျွန်တော်ကဆရာ YouTube channel ကပြည်သက်တယောက်ပါဆရာကလေးနမီလေးအချင်လို့ပါကလေးက23ရက်9လပိုင်း2024သားလေးပါဆရာသူ့ကိုမွေးသားမဲ့ကျွန်တော်အဖေနဲ့မိကဘုရုဥသားသမီးကြီးပါဆရာ သူတို့ကကလေးကိုမိုးညဲလို့ပေးကြတာတဲ့ဆရာအဲ့ဒီနာမည်ကောင်းမကောင်းဆရာစစ်စစ်ပေးပါမဲတိုင်းပြောရရင်နည်းနည်းရှင်းမယ်ဆရာ ကလေးကကျွန်တော်ဒူလေးပါကျွန်တော်ညီရင်ကမွေးထားတာပါဆရာကလေးကမွေးပြီး3လလောက်မှ ကျွန်တော်ခင်မကရုတ်တရက်ဆုံးမသွားလေတော့ကျွန်တော်ညီကလည်းငယ်သေးတော့ ောက်မိမတွေပါထက်ယူရင်ကလေးနောင်ရဲ့အတွက်ကျွန်တော်အဖေနဲ့မိကအဖိုးအဖွားတွေကမွေးသားကြဖို့မွေးသားကြဖို့ဖြစ်သွားတာပါဆရာအဖိုးနမိကဥွေလေအဖွားနမိကဒေါ်ရင်ရင်ပါဆရာအဲ့ဒါကလေးအတွက်လည်းကောင်းကံကောင်းစီတဲ့အမိမျိုးလေးရွေးချယ်ပေးပြီးတော့အဖိုးအဖွားတွေလည်းကြိုးပြုတဲ့အမိလေးရွေးချယ်ပေးပါဆရာကျွန်တော်ညံပူသောကငါးသော မနက်ကလွတ်ထားပါတယ်ဆိုပြီးမေးမြန်းသွားပါကျွန်တော်ထန်သူတလတလအဲ့ဒီလိုကိတိမသာသမီလေးတွေတိုင်းမိပေးဖို့လာအပ်တဲ့သူတွေများကြီးရှိပါအကြောင်းမျိုးမျိုးကြောင့်ဖိုးဘွားတွေကမွေးစားလို့အကြီးဦးလေးတော်လေးအန်ဒီကမွေးစားလို့စေမတော်မျိုးမဆက်စောင့်ရှောက်တဲ့သူမရှိလို့မွေးစားတာမျိုးတွေ ကလေးမရလို့ကလေးလိုခြင်းလို့မွေးသားတဲ့သူတွေအကြောင်းအရာပေါင်းစုံဖြင့်လာရောက်မင်းမြတ်ကြလေးရှိပါတယ်။လက်မိပေးတဲ့အခါမှာအခေယရွေးချယ်မှုအပိုင်းဟာအလွန်တရာအရေးကြီးပါတယ်။အထူးသဖြင့်သာဥသမီးဦးသာငယ်သမီးငယ်ယခုကဲ့သို့ကိတိမသားခေါ်မွေးသားသာသမီးတွေမိပေးရတဲ့အခါအခေယရွေးချယ်မှုအပိုင်းဟာ လွန်တရာမှဂယုစိုက်ရပါတယ်။အဲ့ဒီကလေးတွေဟာနာမည်ပညာခန့်အရအခေယတလုံးထားသူမာတာနေကလေးနဲ့မွေးသားမဲ့သူနဲ့စောင်းရှောက်မဲ့သူနဲ့အုတ်ထင်းသူနဲ့မိဘနဲ့စသဖြင့်အများကြီးဒုက္ခရောက်ရလေရှိပါတယ်။အခေယတလုံးရွေးချယ်မာတာနေမိဘသူမဟုတ်အုတ်ထင်းသူတို့ရဲ့ကနားမထောင်ကြည့် ်အပေါင်းဖော်တငယ်ချင်းမိတ်ဆွေခုံမင်းချင်းအလောက်ထဲအပြောပါးဒီအလွန်ကျူဝါဒနာပါချင်းမောတဲ့နေရာမှာလူတင်ချက်လှုပ်ရှင်ဇွဲမရှိချင်းအပြင်းထူချင်းမကောင်းတာဆွဲသွင်းဝါဒနာပါချင်းအိမ်တော်ရဲ့ဒုက္ခဒုက္ခကြုံရတဲ့ချင်းမိသားစုတောင်းဝန်မကြည်ဖို့ချင်း မွေးခြင်းနေပေါ်ပသက်သက်ဆက်ဆန်နိုင်ယူတဲ့ခြင်းလို့ဖြစ်စေတတ်ပါတားလက်သမီးအလက်ဒီကတော့အခေယရွေးချယ်မှုအပိုင်းမှာမာယုံယုံနဲ့အဲ့ဒီပြစ်ချက်တွေမရှိနိုင်ပါဘူးဒါကြောင့်တားလက်သမီးအလက်ဒီနမီရွေးချယ်ရတာလွန်တရာမှာစီချမ်းသာပါကျွန်တော်ဘာကြောင့်ခုလိုပြောနေရတာလဲဆိုတော့မြမရွေရမိပင်းဒီစနစ်ကိုသိချာမလေးလားသိရှိလို့ပါပဲတချို့ကဆရာ ကလေးကိုဘာနည်းနဲ့အစားဆုံးပေးရမလဲမိသူတွေတည်တည်ခြင်းလို့ပါနမီပေးပြင်ပညာအရာနေနဲ့အစားဆုံးပြောလိုက်ရုံနဲ့နာမီကောင်းတစ်ခုဖွဲ့သည့်တိသောက်ပုံလုံးဝမရရှိနိုင်ပါဘူးဥပမာကျွန်တော်ပြောပြပါမယ်မြို့သမီးတစ်ယောက်ကဇရာသမီးလေးကိုဘာနည်းနဲ့အစားဆုံးပေးရမလဲမေးလာတယ်ဆိုပါတော့ကျွန်တော်ကခက်လွယ်လွယ်ပဲ ဘုရုဥစ္စာတနည်းလားအဆုံးမီပေးလိုက်ဗျာလို့ပြောလိုက်တယ်ဆိုပါစို့အဲ့ဒီမျိုးသမီးကလည်းကျွန်တော်ပြောတဲ့အတိုင်းဘုရုဥစ္စာတနည်းလားအဆုံးလွင်လွင်ကြီးလို့ပေးလိုက်တယ်ဆိုပါစို့လက်မီပိတ်ခဲတဲ့သမီးလေးကသမီးငယ်ဆုံးလေးဖြစ်သွားရင်သွားပါပြီကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီသမီးလေးကိုနာမည်စိတ်ခက်လိုက်တိုင်းနဲ့အတူတူပါပဲ ာကြောင့်လဲသမီးငယ်လေးဖြစ်တဲ့အတွက်လာအခရာခိုင်းဖြတ်ပြင်းနှလုံးနဲ့ကအခရာခိုင်းဥဆောင်ပြင်းဆုံးသက်ထားတာဖြစ်တဲ့အတွက်ခိုင်းတင့်သေးပါစံကြေပဲကျွန်တော်ထက်ကပြောခဲ့သလိုမျိုးဒီကျုံရတော့မှာဖြစ်ပါတယ်။တားငယ်သမီးငယ်တို့ခိုင်းဖြတ်မြင်းစားပြုတ်ပြီးခိုင်းဥဆောင်ပြင်းဆုံးသက်ရေးမမက်တင်ပါဘူး ဂိုင်းဦးဆောင်ပြေးစားပြုပြီးဂိုင်းဖြတ်ပြီးအဆုံးသက်ပြီးမမဲ့တဲ့မြန်မာခေဒီကမာတာဝိဒါသာသမီးတွေလည်းအဲ့ဒီလိုပါပဲဂိုင်းဆိုင်ခြင်းနဲ့ပြင်းနေတယ်အမိပေးလို့မရရှိနိုင်ပါဘူးခုဖိုးဘွားကပြေးကျင်တာကမိုးညံတဲ့မအခရညအခရမပေးတဲ့မှာဘူးနောက်တစ်ချက်က မွေသားမဲ့မိဘပိုးပါးတွေကဗုဒ္ဓဥသာသမီးတွေဖြစ်တဲ့အတွက်မိုးညံအမိဟာအမြင့်ညွတ်သောသူဖြစ်စီပါလေအစိုးပေါ်အစိုးဆင့်သည်ဆင့်သွားစီနိုင်ပါလေနမီဒီမမဲ့ခင်မြမာဒီခေါ်ကသိပ်ပြီးစနစ်ကြတာကိုလေးလာထားဖို့လိုအပ်ပါပထမဆုံး ကဝတ်အုပ်စုကိုယဉ်လေးလာကြည့်အောင်ကဝတ်အုပ်စုမှာကာအခရာဟာအစာအခရာဖြစ်ပါတယ်အဲ့ဒီတော့လူတွေကဘလို့သုံးနေကြလဲကိုကိုကိုအကိုជីជីជីအဲ့ဒီပြည့်ညက်တွေကကိုတဲ့အကြီးတွေကိုသုံးရတာတွေဖြစ်ပါတယ်ကိုတဲ့ငယ်တဲ့သူကိုဘယ်သူမှအကို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 ជីជីခေါ်လို့မရှိပါဘူးခေါ်ရင်လဲစက်ကျင်ရအောင်ရောက်ပါတယ် ငါအခရာဟာကဝတ်ထဲမှာနောက်ဆုံးပိတ်ငယ်ဆုံးအခရာဖြစ်ပါလူတွေကဘလို့သုံးနှံ့ကြလဲဆိုတော့ကိုယ်ထဲငယ်တဲ့သူကိုငယ်လို့သုံးနှံ့ကြပါကိုအကြီးတွေထဲမှာဦးလေးတွေထဲမှာငယ်ဆုံးသူကိုရီငယ်ဦးငယ်ဒါမျိုးသုံးနှံ့ကြပါတခါကိုယ်ရင်းများကြီးတဲ့ထဲမှာမှငယ်တဲ့သူကိုကိုငယ်လို့လဲသုံးနှံ့ကြပြန်ပါလေ တခါမိသားစုထဲမှာအငယ်ဆုံးသူကိုငယ်လေးငယ်ငယ်ဒါမျိုးတွေလေသုံးနှန်းကြပါတယ်ကဲသဝအုပ်စုလေးလာကြည့်ရအောင်သဝအခရာဥဆောင်ပြင်းအကြီးဆုံးဖြစ်ပြီးညအခရာငယ်ဆုံးနောက်ပိတ်အခရာဖြစ်ပါတယ်ဘဝချင်းကလူတွေကဘလို့သုံးနှန်းကြလဲညီလေးညီငယ်ညီမလေးညီမငယ် ီလိုတွေသုံးနိုင်ကြပါဘယ်သူမှကိုမွေးချင်းတွေထဲမှာကိုရက်ကြီးတဲ့သူကိုညီလေးညီမလေးမသုံးနိုင်ကြပါအဲ့ဒါကိုကြီးသုံးသူတွေညီညီငယ်ငယ်ညံအဲ့ဒီလိုတွေပြီးရင်နာမည်အခရာတွေစမ်းခြင်းမီဖြစ်ပါကဲဒီနေ့တော့အခြားခြားသောနာမည်ပညာကိန်းတွေသာထား gain ဥဆောင်ပြင်းနေ gain ဖြတ်ပြင်းနေ ်ဂိုင်းဆက်ခြင်းဖြင့်မြမအယူရအခေါ်ဝေတွေနဲ့အခရာဖွဲ့စည်းတိဆောက်မှုချို့ကိုစနစ်တကျနဲ့ဖွင့်လှစ်ပြလိုက်ပါတယ်။နောက်ဗီဒီယိုဒီပုံမှာထပ်ပြီးတွေးကြတာပေါ့။အားလုံးပဲမိတ်ဆွေများရှင်းလင်းချက်မိကြပါခင်ဗျာ။